။ဦးဝေါင်းဝေါင်းအတန်းနေနဲ့ချင်းနဲ့ရထွက်ပြီးတော့သူတို့စီကိုပြေးလာတယ်။သူတို့ကလည်းရှောင်းရင်းနဲ့ဘေးမှရှိတဲ့ကြောင်ထဲကိုအမှတ်မထင်ကြာသွားတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါလူလောကဒီကမာမြေကြီးပေါ်မှာထူးဆန်းတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။သိပ္ပံပညာရနဲ့ရှင်းမပြနိုင်တဲ့အရာတွေလည်းရှိတယ်။မယုံကြည်နိုင်စရာအကြောင်းအရာများစွာလည်းရှိပါတယ်။ကျမအခုတင်ပြမယ့်အကြောင်းအရာကတော့ တင်လွန်တဲ့သူတွေမကြွမလို့ဖန်တဲ့စုဝေးနေထိုင်ရအရဲကြက်ရွာအကြောင်းပဲဖြစ်တယ်။ဒါရင်ထွန်းအောင်နဲ့တင်ထွန်းတို့၃ယောက်ကချောင်းမငယ်ရွာသားတွေဖြစ်ကြတယ်။ချောင်းမငယ်ရွာလေးကအနောက်ရုံမအနီးမှာတည်ရှိတဲ့တောင်ချေရွာလေးတရွာလည်းဖြစ်တယ်။အနောက်တောင်ထဲနေတာမို့တောင်ထဲအနီးမှာရှိရလို့ဆိုရလိမ့်မယ်။ချောင်းမငယ်ရွာလေးမှာဒါရင်ထွန်းအောင်နဲ့တင်ထွန်းတို့ကတောပြက်ဖို့တောပြက်ဖက်ချောင်းမရွာရဲ့ မုတ်ဆိုးကြော်တွေဖြစ်တယ်။လွေရာသီရောက်နေပြီမဲ့တောရိပ်တောင်ရိပ်ကြောင်းချောင်းမငယ်ရွာလေးကအပူဒဏ်ကိုမခံရ။ရွာလယ်မှာရှိတဲ့အရက်ဆိုင်မှာစံအရက်တစ်ပလင်းကိုအလဲမှာချပြီးတော့လူသုံးဦးကတောင်းနေတယ်။တရင်ငါတို့သုံးယောက်တရက်လောက်တောပြစ်ထွက်အောင်ကွာ။ငါလည်းစဉ်းစားနေတာကွာ။ပတ်စံလည်းပြတ်နေပြီ။တင်ထွန်းမင်းအောင်ပြောစရာလိုသေးလို့လား။ငါတောပြရမယ်ဆိုရင်ရွှေတူးရမှာထထောင်ပြောတယ်ကွာ။ တင်ထွေးရဲ့စကားကိုတာရင်နဲ့ထွန်းအောင်ကသဘောတကျယူလိုက်ပါတယ်။အခုကြမှပဲအရက်ဝိုင်းလေးကဆူဆူပြေပြေလေးဖြစ်လာတယ်။တာတင်ကဆက်ပြီးတော့ဒါဆိုငါတို့ဒီနေ့ဘယ်သွားမလဲကွ။อืมဒီနေ့တော့ဘဲမှမသွားသေးဘူးတပတ်ခါလောက်မှပဲသွားမယ်လေကွာပြင်စင်စားရှိရပြင်ဆင်ရအောင်ပါထွန်းအောင်ရဲ့စကားကိုတင်ထွန်းရလဲသဘောတူတဲ့အနေနဲ့ကောင်းငြိမ်ပြလိုက်တယ်။မှာယူထားတဲ့ဆန်အရက်ကလည်းအကုန်လူပြီးဖြစ်တာမို့ တင်ထုံးရပဲညိုကြီးရေအရက်တလုံးထပ်ပေးကွာတောပြက်ကပြန်လာရင် ရှင်းပေးမယ်ကွာရမယ်ပြို့ကျောက်ဆိုင်အတွက်အမီးလေးပါလေးနဲ့လှုပ်ပေးခဲ့ကြအောင်ငါတို့ပြန်လာရင်ဘယ်တော့ကတောကောင်မပါပဲပြန်လာဘူးလို့လဲကွစိတ်သာချမှန်ပါတယ်ဒါနဲ့ထုံးအောင်နဲ့တင်ထုံးတို့၃ယောက်ကတောထဲကိုဝင်ပြီးတော့အမဲပြင်းရင်မရဘဲပြန်လာရတယ်ဆိုတာမရှိ အမဲပြစ်သွားတဲ့အခါတခါတလေနေချင်းပြန်လာတတ်ပြီးတော့တခါတလေမှာတော့နှစ်ရက်လောက်ကြာတတ်တယ်။တောင်းလက်ဆအရက်တွေကိုလက်ဆဖြတ်ပြီးတော့မိမိတို့နေထိုင်တဲ့အိမ်အသေးသေးကို ပြန်လာခဲ့တယ်။မိမိတို့ရဲ့ဇနီးမယားတွေကိုလည်းလိုအပ်တာတွေကို ပြင်ဆင်ခိုင်းပါတယ်။အမဲပြစ်ရမှာ သုံးတဲ့လက်နက်တွေကိုလည်းပြင်ရတယ်။ရွာထဲမှာတာရင်ထွန်းအောင်နဲ့တင်ထွန်းတို့သုံးယောက်အမဲပြစ်သွားမယ်လို့သိရတာနဲ့တောကောင်သားကိုလာမာတဲ့သူတွေနဲ့စီကားနေတော့တယ်။ဖြူရည် ဒီတစ်ခါအမဲဖြစ်ကတော့ကြားမဲ့ထနေကွ။အိုးဘာလို့လဲတော့အမဲမာတဲ့လူတွေကများတယ်ကွ။ရှင်လည်းအမဲဖြစ်တာကိုဆွန့်လွတ်ပါတော့လားရှင်။ဘာလို့လဲဖြူရ။ဒီအကုသို့အလုပ်တွေကိုမလုပ်စေချင်လို့ပေါ့ရှင်။ဒါမဲ့ဖြူရဲ့တစ်ခုတ်ဝါခုတ်အလုပ်ကလည်းတိတ်အဆင်မပြေဘူးကွ။ဒီအလုပ်ကပဲအဆင်ပြေတာလေ။ဖြူလည်းသိနေတာပဲကွ။ပြီးတော့ကိုရိုးဘွားတွေကိုလူတစ်ယောက်ကတိုးတော်မယ်လေ။ရှင်ပြောတာလည်းဟုတ်တော့ဟုတ်နေတာပဲ။ လို့နဲ့အမဲပြည့်ထွက်မဲ့ရက်ကိုရောက်လာခဲ့တယ်။တူမီတနက်နှစ်လက်၊တမြောင်သုံးချောင်း၊ကပ်ပါးနှစ်ခုနဲ့ဒူးလေးတစ်လက်ပါပါတယ်။ဒူးလေးကိုကန်ဆောင်တဲ့သူကတင်ထုံဒူးလေးရဲ့မြားတဲ့အစိမ့်လူများဖြစ်တယ်။ဆန်နန်းနန်းနဲ့တက်တင်ထားတဲ့သားကောင်တချို့ရှေးခါဖြစ်ယူခဲ့ကြတယ်။တောထဲဝင်ကနီးမှာကိုရနဲ့တောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုပူဇော်ခွင်တောင်းရတယ်။လမ်းမှာလည်းလမ်းစည်းကမ်းရှိသလို အိမ်မှာလဲအိမ်စီကံမြို့မှာလဲမြို့စီကံရှိသလိုတောမှာလဲတောစီကံရှိပါတယ်။လိုက်နာခြင်းမရှိရင်တော့တောမှောက်တာမျက်စိလဲတာတွေဖြစ်တတ်ပါတယ်။လူသုံးယောက်ကအနောက်တောင်ကိုစပြီးတော့ဝင်ရောက်ခဲ့တယ်။တောတောင်တွေကဖုံးသိုးတောတွေကိုဖြတ်လာပြီးမဲ့တားကောင်ကြီးကြီးမားမားကိုမတွေ့ရသေးဘူး။မုတ်ဆိုးဟင်းအိုးလို့ခေါ်တဲ့ကြီးတွေကတော့နေရအနှံ့ပြားမှာတွေ့နေရတယ်။ဒါပေမဲ့မပြေ။အားကြောင့်မပြေတာလဲ။ အဲ့ဒီလိုသားကောင်ငယ်လေးတွေကိုပြစ်လိုက်ရင်သားကောင်ကြီးတွေပြေးသွားနိုင်တာကြောင့်ပဲဖြစ်တယ်။နေမွန်တဲ့အချိန်မှာတောရင်းတနေရာမှာစမ်းချောင်းလေးကိုတွင်ရတယ်။စမ်းချောင်းလေးအတိုင်းဖြစ်ဖြစ်ညင်းညင်းလိုက်သွားရင်တော့တောကောင်ကြီးကြီးတွေကိုတွင်ရနိုင်ပါတယ်။အဲအကြောင်းသုံးယောက်သားကသတိကြီးစွာနဲ့စမ်းချောင်းလေးအတိုင်းသွားခဲ့ပါတယ်။တနေရာအရောက်မှာတော့ဆက်ကျွဲကြီးတွေရေတောက်နေတာကိုမြင်လိုက်ရတယ်။ဆက်ကျွဲကြီးကသူတို့သုံးယောက်ကိုသတိမထားမီ သူတို့ကလေအောက်ဖြစ်နေတဲ့အတွက်အဝေးကနေဆက်ကျွဲကြီးတွေကိုမြင်ရတာပဲဖြစ်တယ်။ဆက်ဦးချိုကဆေးဘက်အလုံးဝင်ပါတယ်။ဆေးနဲ့ပတ်သက်တဲ့ရောဂါတွေကိုပျောက်ကင်းနိုင်ပါတယ်။ဆက်ဦးချိုကိုဆန်ဆေးရင်နဲ့သွေးပြီးတော့တံမြာရင်နဲ့နဲ့နဲ့ဖြစ်ပါစေ။ရှောက်ရင်နဲ့နဲ့နဲ့ဖြစ်ပါစေ။တောက်သုံးရင်တော့စီးကြောက်တယ်လားတော့မှပျောက်ကင်းနိုင်တယ်လို့သိရတယ်။တောက်ရမဲ့ပမာဏကတော့အနေငယ်ပါပဲ။စီးအောင်ရင်လည်း စည်းဆက်မှာဆက်ဦးကျို့ကို သွေးပြီးတော့လိမ့်ပြီးပျောက်နိုင်ပါတယ်။ဆက်သွေးကလည်းအတုံးဝင်ပါတယ်။မိမတွေမိမဖွားနိုင်ရင်ဆက်သွေးကိုသပင်ချားကိုထိုးပြီးချက်ချင်းပဲမိဖွားနိုင်တယ်။ဒါပေမဲ့မိဖွားပြီးပြီးချင်းဆက်သွေးကိုနှုတ်ယူရမယ်။မယူရင်တော့ဥရီတောင်ထွက်လာတယ်လို့ဆိုပါတယ်။ဒါကတော့ကိုသီးသမ ्या အကြောင်းအရာလေးကို ပြောပြပေးတာဖြစ်ပါတယ်။သူတို့၃ယောက်ကလည်း သဘောတူညီချက်တခုကိုရယူပြီးတော့ဆက်ကြဲတစ်ကောင်ထဲကိုပြစ်ဖို့ဆုံးဖြတ်လိုက်တယ်။တုံယောက်လူစုခွဲပြီးတော့ထိတ်ဆုံးကဆက်ကြဲကြီးကိုချိန်ရွယ်ပြီးတော့ပြစ်လိုက်တယ်။ဆက်ကြဲကြီးတွေကပြေးထွက်သွားပြီးတော့ဒံယာနဲ့အကောင်ကခက်လှက်လှက်အယောက်မှလဲချသွားတယ်။သူတို့ကလည်းတိတ်မကျေလာတဲ့ဆန်းချောင်းလေးကိုဖြတ်ကူးပြီးတော့လဲချနေတဲ့ဆက်ကြီးကိုတေးမတေးခက်လှက်လှက်နဲ့ဆန်းတက်ပါတယ်။တေးတယ်လို့သိချသေးတာနဲ့တကောက်ကြောတွေကိုဓာတ်နဲ့လှီးဖြတ်လိုက်တယ်။ ။တန်းကောင်တကောင်မိရင်အဲ့ဒီလိုပြုလုပ်ပေးရတယ်။မဟုတ်ရင် အပမီပြီးတော့ခြားကလူကိုအန်တရဲ့ပြုချက်ပါတယ်။အဲဒီနောက်တကိုင်းတစ်ခက်ကိုဓာတ်နဲ့ခုတ်ပြီးတော့ဆက်ကြီးအပေါ်ကိုတင်ခဲ့တယ်။အဲ့ဒီလိုပြုလုပ်မှသာတခြားသားရဲတွေကစားမှမဟုတ်တော့။ပန်ရှင်ရှိရဲ့အမတ်အသားပဲဖြစ်တယ်။ဒါလည်းတော့ရဲ့စည်းကဲနေပါ။အဲ့ဒီနေရာကိုအမှတ်သားလုပ်ပြီးတော့သူတို့ကလည်းနောက်ထပ်သားကောင်ပြဖို့ဆက်ပြီးတော့ထွက်ခွာခဲ့တယ်။ ထွက်ခွာပြီးတိတ်မကြခင်တင်းကွဲဝက်တောင်တကောင်နဲ့ပက်ပင်းတိုးပါတယ်။ချင်းခတ်နေတဲ့ဝက်တောင်ကြီးတကောင်ဖြစ်တယ်။ဝက်တောင်ကြီးကအဆွေရငေါ်ပြီးတော့တကူးကူးနဲ့နှာမုတ်တန်ကြီးပေးပြီးတော့သူ့တို့ကိုချိန်နေတယ်။ဝက်တောင်ကြီးကအခြားသားရဲတွေနဲ့မတူလူတွေအနေနဲ့ကြားနဲ့ပက်ပင်းတိုးရင်တော့မှကြားတွေကရှောင်လို့ရရင်ရှောင်သွားတယ်။ဝတ်တောင်းနေရတော့အဲ့လိုမဟုတ်အသေးသေးတိုက်ခိုက်တတ်ကြတယ်သူတို့တော့ယောက်ကလည်းအခြေအနေကိုကြည့်ပြီးတော့ ်ဝတ်တောင်းရဲ့ထိတ်တဲ့ကိုချိန်ပြီးတော့ပြစ်လိုက်တယ်။ဝတ်တောင်းကလည်းဝူးဝေါဝေါအတန်းနေနဲ့ချင်းနဲ့ရထွက်ပြီးတော့သူတို့စီကိုပြေးလာတယ်။သူတို့ကလည်းရှောင်းရင်းနဲ့ဘေးမှရှိတဲ့ကြောင်ထဲကိုအမှတ်မထင်ကြာသွားတယ်။ရွာထဲကိုဆက်ကြီးထမ်းပြီးတော့လူနှစ်ဦးကဝင်လာတယ်။အဲဒီသူတွေကထုံးအောင်နဲ့တင်ထုံးဖြစ်ပါတယ်။သူတို့ရောက်လာတော့တိတာနဲ့ရောက်လာတဲ့သူကဖြူပါ ကိုသားရင်ရောကိုသားရင်ပါမလားဟုတ်လား ာရင်ကြောက်ထဲကြသွားတယ်။ငါတို့လည်းဆဲရှာတာပဲမတွေ့တော့ဘူးဟ။ဘလို့ဖြစ်ကြရလဲ။တောဝက်နဲ့တိုက်ရင်လည်းဖြစ်ကုန်တာပဲ။တောဝက်ကတော့တည်သွားပြီ။နေ့လယ်မှာရွာလူတွေခေါ်ပြီးတော့တာရင်ကိုပြန်ပြီးသွားရှာရမယ်။အဲ့နောက်လူစုပြီးတော့တာရင်ကိုအရှာထွက်ခဲ့တယ်။음음ညညူတယ်လေးနဲ့အတူတာရင်ကတတိယလာတယ်။သူတတိယလာတော့အိမ်ကြီးတအိမ်ပေါ်ကိုရှောင်းနေတယ်။အကြောင်းအရာတွေကိုပြန်ပြီးတော့စဉ်းစားပြီးမယ်။ ကောင်းနေရမူးနောက်နေတယ်။လူလေးမင်းသတိရပြီလား။ဟုတ်ကျွန်တော်ပဲရောက်နေရလဲ။မင်းရောက်နေတာတင့်မြန်ရွာပါကွာ။ကြောင်ထက်ကနေလူလေးကိုခေါ်လာတာ။ကျွန်တော်ဒီလိုဖြစ်နေတာဘယ်တော့ကြာပြီလဲ။သုံးရက်ရှိနေပြီ။ဗျာဒါဆိုကျွန်တော်ပြန်မဖြစ်မယ်။ကျွန်တော်မိမမျောနေတော့မယ်။နားနေပါအောင်လူလေးရဲ့ဒံယာရီသက်တာလာတော့အဘလိုက်ပို့ပေးပါမယ်။ဟုတ်ကဲ့။ဒီလိုနဲ့ตาရီရလည်းပြန်ပြီးတော့အိပ်ပျော်သွားတယ်။ အဲ့လိုနေလာရင်လည်းတပတ်ကြာတော့တာရင်တယောက်ကတော်တော်လေးကိုတတနေပြီဖြစ်ပါတယ်။အဲ့ဒါကြောင့်ပြန်ဖို့ပြောပါတယ်။အေးလူလေးပြန်ကျင်တော့လည်းပို့ပေးရတာပေါ့။နောက်တစ်ခါတော့ဒီရွာကိုမလာနဲ့တော့။ဘာဖြစ်လို့လဲဖ။နောက်တော့လူလေးတိလာလိမ့်မယ်။ကဲအချိန်မလင့်ခင်သွားရအောင်။အဖိုးဟွာရှေရတာရင်ကနောက်ကနေလိုက်ပါလာတယ်။ရွာလမ်းမှာလူသူတွေကင်းရှဲနေတယ်။အိမ်တွေရနေပဲခြေနေပါတယ်။ ပြုံးနာရတာ လုံးဝမရှိရွာထွက်တော့လေခွင်းတွေကိုဖျက်ရတယ်လေခွင်းတွေကလည်းဘာပဲမှစိုက်ပျိုးထားတာမရှိခလန်လန်းတောင်ပေါ်မှာတော့တောင်ရစိုက်ခင်းတွေကိုတွေ့ရတယ်အရှိရသွားနေတဲ့အဖိုးကိုမိဖို့အပြေးနီးပါးလိုက်ရတယ်အဲဒီနောက်တော်တန်းလေးကိုကြော်ပြီးရနောက်အဖိုးကကဲလူလေးဒီအတိုင်းတန်းတန်းသွားရင်မင်းနေတဲ့ရွာကိုရောက်နိုင်မယ်ဟုတ်ကဲ့ပြန်လာခွင့်ရှိရင်ပြန်လာချင်ပါသေးတယ်ပြန်မလာချင်ပါနဲ့ နောက်တစ်ခါရောက်ရင်တော့အခြေအနေတွေကမတူတော့လောက်ဘူးကဲကဲသွားတော့တားရရလည်းအိမ်နဲ့မိမကိုလွှမ်းစိတ်ကြောင်းအနောက်ကိုလှည့်မကြည့်ပဲနဲ့တုတ်ချေတင်ပြီးပြန်လာခဲ့တယ်။ဒါပေမဲ့လမ်းမှာအမှတ်အသားတချို့ပြုတ်လုတဲ့ရွာထဲဝင်လာတဲ့လူတွေကသူ့ကိုအံ့ဩတဲ့ပုံစံနဲ့ကြည့်နေပါတယ်။တားရမင်းဘာမှမဖြစ်ဘူးနော်။ငါဘာမှမဖြစ်ပါဘူးကွာ။ထွန်းအောင်ရောသူ့အိမ်မှာပဲငါတို့မင်းကိုတုံးရက်လောက်ရှာသေးတယ်။မင်းကိုမတွေ့ရဘူးကွာ။ မင်းဘယ်ရောက်နေရလဲငါတင့်မြိုင်ဆိုတဲ့ရွာကိုရောက်နေတာတပတ်တောင်ကြာသွားတယ်ဘာတပတ်ဟုတ်လားမင်းပြောက်သွားတာဒီနေ့တလားပြည်တာကွာမင်းမိမတော်မှာဒီနေ့ဖုန်းကြီးเจ้าမှာဆွန့်ကက်နေပြီဟုတ်လားကွာကဲပါကွာငါလည်းသွားပြီအဲ့ဒီနောက်မှာတော့တာရင်ရွာပြန်ရောက်လာတဲ့တရင်ကပြန်နှံ့သွားတယ်တာရင်ရဲ့အိမ်ကိုလည်းတရင်မေးတဲ့သူတွေနဲ့စီကားနေပါတယ်။တာရင်ကလည်းတန်ရာတွေတက်တာသွားတဲ့အခါ အမှတ်သားအတိုင်းပြန်သွားပြီမဲ့လမ်းတော်မတွေ့ရအဲ့ဒီရွာကိုလိုက်ပြီးတော့ရှာဖွေပြီမဲ့လည်းမတွေ့ရတော့လိုက်လံစုံစမ်းကြည့်ပြီမဲ့လည်းတင်းမြန်ရွာဆိုတာနာမည်တော့မကြားဘူးကြာပရိသတ်များရှင်ကျွန်မကတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးရတော့ကြက်ရွာဆိုတဲ့ထူးဆန်းတဲ့ပရလောကဇလန်းလေးပဲဖြစ်ပါတယ်နားဆင်ပြီးတဲ့အတွက်ချေစုထူးပဲတင်ရှိပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်ဇလန်းလေးကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်